တမီးကြော်ပြန်ရအောင်ကြောင်မတက်ချင်။ဘာဖြစ်လို့တော့ကြောင်မတက်ရင်စာမရပဲနေမှာပေါ့။တမီးပိုက်တွေအောင်နေလို့။ဒါဆိုရင်နနန့်စစ်တခုခုကိုတိုက်မယ်။ရရရရတမီးခွေရှိရခုမှာဖောက်ဖက်မိလိုက်မယ်။ဆရာဝန်မပြောပဲစိတ်မတောက်ချင်။ခလုံးစမလား။ဟုတ်ပါလေဆရာမတက်တာစိတ်မ။ကလေးငယ်လေးတွေမှာကြောင်မသွားချင်လို့ဘိုက်အောင်နေဆိုတာတကယ်ပဲရှိပါတယ်။ ဆက်သက်ကြည့်ရင်တော့ဘာယောဂါရဲ့လို့မမေရမတွေ့ပေမဲ့သူတို့ကတော့ဘိုင်းအောင်ဝေဒနာကိုအမှန်တကယ်ခံစားနေရတာမျိုးစိတ်ပညာမှရှိပါတယ်။ဒါပေမဲ့အဲ့လိုအကြောင်းရင်းကြောင့်မဟုတ်ဘူးဆိုရင်တော့ကလေးငယ်လေးတွေမှာဘိုင်းအောင်တာတခြားသောအကြောင်းရင်းတွေရှိတတ်ပါတယ်။များသောအားဖြင့်ကအစာမကြေလို့ပြည့်ရခါကျလေထိုးလေအောင်လို့တချို့ကျလည်းဝမ်းချုပ်လို့တချို့ကလေးငယ်လေးပါဆိုရင်လည်းအစာဓာတ်မတည့်တာပေါ့နော်။တချို့ဆိုရင်လည်း lactose intolerance လို့ခေါ်တဲ့ဓာတ်မတည့်တဲ့ပြဿနာမျိုးတွေအစာအစိတ်တင်တာတွေတကယ်ဆိုရင်ရတဲ့ case တွေမှာဆိုရင် ကိုရင်းကလီစာလေးလိမ့်တာအထူးသဖြင့်ဥကြတာမျိုးတွေမိန်းကလေးတွေမှာစတာဥပိန်လေးလိမ့်တာစတဲ့ကျမ်းမာရေးပြဿနာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။များသောအားဖြင့်ကမစိုးရင်ရတဲ့ကျမ်းမာရေးပြဿနာတွေဖြစ်တဲ့တဲ့ဒါကြောင့်မလို့ကိုယ်ကလေးငယ်ကဘိုက်အောင်နေတဲ့အချိန်မှာပဲဖြစ်စီဒါမှမဟုတ်မကြာခဏဘိုက်အောင်တက်တဲ့ဆိုရင်ကလေးငယ်လေးတို့အဲ့အချိန်မှာအစာမမားတွေမကြွေးသေးနဲ့အောင်အစာပြော့ပြော့လေးတွေကိုပဲတစ်ခါကြွေးနင်းနင်းနဲ့မကြာခဏကြွေးပါရေများများတိုက်ပါအမြင်နဲ့ကြွယ်ဝတဲ့အစာတောက်တွေကြွေးပါကလေးငယ်ကိုကိုယ်လက်လှုပ်ရှားမှုရှိအောင်တက်တော့လာလာထားပါပြီးရင်တော့ကလေးငယ်ရဲ့အစာတောက်မစားခင်မုတ်တွေကိုမကိုင်းခင်မှာလက်ကို ရေနဲ့ဆက်ပြန်တဲ့တန့်စင်စာဆေးကြောတဲ့အကျင့်လေးကိုမွေးမြူပေးပါလက်သေးတွေကိုရှေးလိုက်ညှက်ပေးပါလက်သေးကိုက်တဲ့အကျင့်ကိုပြင်ပေးပါပြီးရင်တော့ကလေးကိုအိမ်နာသွားကြအောင်ဝမ်းသွားကြအောင်အီအီတဲပေးဖို့လည်းမမေ့ဘူးအရေးကြီးပါတယ်တကယ်လို့ကုတ်ကလေးငယ်ဘိုက်အောင်နေရဝေဒနာက24နာရီကျော်လို့မှမတက်တာဘူးပိုပြီးပြင်းထန်ဆိုးဝါးရလာတယ်လို့ထင်တယ်ဆိုရင်တော့နီးစရာဆေးရုံဆေးကဒါမှမဟုတ်ဘူးဆိုရင်လည်းဖုန်းနံပါတ်9889ကိုဖုန်းဆက်ပြီးတော့ကျွမ်းကျင်ဆရာဝန်နေနဲ့မင်းမြတ်တိုင်မင်းမီမှာဆေးကုသမှုခံယူဖို့အကြံပေးခြင်းပါတယ်အခုလိုမျိုးလူကြီးကျန်းမာရေးပဲဖြစ်ဖြစ်ကလေးကျန်းမာရေးပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့ဘယ်ချိန်ဘယ်နေရ ာကိုပဲရောက်ရောက်အခမဲ့ဆွေးနွေးမင်းမဲတိုင်ပင်ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်9889ကနန်းလေးလုံးကို attempt စကန်နဲ့ဖုန်းဆက်ပြီးဆွေးနွေးမင်းမဲတိုင်ပင်လို့ရပါတယ်။တိလို့ရကျမ်းမာရေ9889ဖုန်းဆက်မေးဖို့မမေ့နဲ့နော်။မမေ့နဲ့လားမမေ့နဲ့။